ားပြီးတော့အမျိုးမှတ်တရပဲငင်းပြုတ်ကောင်းပါတယ်ဟုတ်အရင်တော့ပြောခွဲရပါတယ်ဟိုလိုကြီးမရှိပါဘူးဖက်လိုက်ရမှနားမှာပေါ့လက်လေးတော့ကန်ခဲ့ပါတယ်ကျွန်တော်တိလာဟိုလိုကြီးတော့မဖြစ်ကြပါနဲ့လို့မှစားလို့ခေါင်းရတယ်ဆုံးတယ်ဝိုင်းတက်နေတော့လာတယ်ရင်ကုန်ရင်လဲကုန်နေဗိုက်လဲစာနေအဲ့ဒီချိန်ကလေကျွန်တော်ယူလဲယူရတမီသားတို့ခွေးနေရပါတော့ဗိုက်စာနေအဲ့ဒီချိန်ကလေဘာမှမစားရသေးဘူးကျွန်တော်အလားပြင်ပါတော့လေစိတ်လောကတ် မိတ်တက်တင်လဲဆွဲပေါ့နော်စင်လဲဆွဲတင်း90တန်းဟိုကျွန်တော်အမေကိုကျွန်တော်ပေးထားပါတယ်အမရဲ့အငယ်တော့အသက်ရွယ်မှာလည်းအဲ့လိုတခါမှမစင်စားဘူးတဲ့ဘုရားတရားအကြောင်းပေါ့မိဘတိတတာအလောက်မရှိခဲ့ဘူးပေါ့နော်မတိတတ်ခဲ့ဘူးပေါ့နော်ရန်ဝန်းတာနေရမှာအဲ့အချိန်မှာជីနိုးနေရအတိုင်းမသိပါဘူးခင်ဗျာရန်ပြောရပါတယ်ဟုတ် အဲ့လိုတော့မရပါဘူးအဲ့လောက်ထိပါပဲကျွန်တော်အနေနဲ့တော့အရန်တော့ပြောခွဲရပါတယ်ဟိုလိုကြီးမရှိပါဘူးဖလက်ရမှနားမှာပေါ့လားလက်လေးတော့ခြံခဲ့ပါတယ်ကျွန်တော်တိတာဟိုလိုကြီးတော့မဖြစ်ကြပါနဲ့လို့အဲဒါမဲ့ပေါ့နော်ကျွန်တော်ဆူတောင်းနေပါတယ်အမားနဲ့လည်းရုပ်ရှင်စကားရပါတယ်ပေါ့နော်အဲလက်စင်းနေလာပါမယ်လို့ကြိုးစားနေရပါတော့ဟုတ်အဲဒီကအခုကျွန်တော်ကြည့်နေကျွန်တော်အဲ့ပြောကြည့်သားရေမြင်လို့ရှိလေချိန်ပြပါအောင်လို့ရွက်ွက်လုပ်ပါတယ်ကြိုးစားပါမယ်ဟုတ်အဲ့တော့လက်လေးခံရတဲ့ခံစားချက်ကလေးအာအတိုင်းမသိပါခင်ဗျာရှင်ထဲမှာဘယ်လိုဖြစ်ရှင်ထဲမှာပေါ့နော်လောကအဲဘယ်လိုပြောရမလဲ จีนุมีရဲ့ရင်ခုန်အတန်အထက်ပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်လောကအဲအဲ့ဒီကျွန်တော်တို့ပြားရဲ့အေးဆက်ပြီးတော့စက်သိန်းနေထားတယ်ကျွန်တော်မင်းကလေးဖြစ်သွားအမယောက်ျားလေးဖြစ်သွားတဲ့အချိန်မှာပေါ့နော်အရန်ပျော်နေရအစလိုင်းစီးရဲ့ခိုက်တံဆိုကျွန်တော်တော်တော်တွေ့ရမှာပါဟုတ်အမလည်းအရန်ကြောက်နေလေအဲ့ချိန်မှာကိုကကျွန်တော်ကဘာလာယောက်ျားလေးတယောက်အနေနဲ့အမအမမကြောက်နဲ့နော်အစဉ်ပြရတာအမလည်းအရန်အမကျွန်တော်အမပေးလိုက်ပါရဲ့ကျွန်တော်အရန်ရန်ပေါ့နော်တော်ရပေါ့နော်ရန်ကျင်နာတက်တယ်ပေါ့ဟုတ်အဲပြီးတော့ကျွန်တော်ပေါ့နော်အဲဒီထဏညမှာလဲအမအနေနဲ့ပေါ့နော်ပေါ်ပေါ်ရွေရွေနဲ့ အဝိုင်းနေပါရဲ့အမဆီစဉ်ပေးရပါအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အဲလောကဒီအကုန်ပေါ့နော်တခုခုလိုဝက်ချက်ရှိရင်အမကိုယ်တိုင်တရားလုပ်ပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ရင်းကုန်ရင်းလဲကုန်နေဗိုက်လဲစာနေအဲ့ဒီချိန်ကလေကျွန်တော်ယူလဲယူရတမိသားဆောင်ခွေးနေရပါတော့ဗိုက်စာနေရအဲ့ဒီချိန်ကလေဘာမှမစားရသေးဘူးကျွန်တော်အလားပြင်ပါတော့လေအဲ့ဒါဆိုဒီအမှန်တမ်းပြောရင်တကယ်ပါကျွန်တော်ဝန်ခံပြရသေးပါတကယ်တစ်ခါမှလို့တင်တာမစားဘူးပါဘူးဘယ်သူနဲ့မှလည်းတွေ့ကြုံမရှိဘူးပါလေ အဲ့အနေနဲ့အဲ့မှာကျွန်တော်ကြည်ရဆိုးသွားလို့ရှိတယ်တောက်ချင်းတီကိုကျွန်တော်တောင်းပန်ပါတယ်လို့ဟာတိတ်ပြောပြီအဲ့နေရယူများယူအောင်လားမသိဘူးမာတကယ်ပါဘာဖြစ်လဲဆိုတော့လေကျွန်တော်လေးညအောင်အိတ်မပြောဘူးခင်ဗျာအမှန်တမ်းပြောလေ၃နိုင်လောက်ဒီအဖေကမင်းမယူနဲ့အေးစင်းနေမရောဒီချိန်မှာယူရင်ဘယ်သူမှမတနာဘူးကောနော်ဘာဖြစ်လဲဆိုတော့လေလူကလည်းယူမှထူးမှာခင်ဗျာကျွန်တော်လည်းယူတုံအောင်လေအမရဲ့အကြောင်းလေးလေးလေးလာရဲပြီးတော့ပေါ်တော့ဟိုအမကလည်းယူတုံလို့အဓိကဒိတ်ဖို့ယူရပြီးတော့ အလုပ်တွေအားစားထွက်ခဲ့တာဆိုတော့လေအရင်လုံးကကြတော့ကျွန်တော်ဇလန်းတိုလေးရိုက်ဖြစ်တာခင်ဗျာဟိုလိုရုပ်ရှင်ကယ်ရီယာထဲကိုဒီဇိုင်းမမဝင်ခဲ့တာမဟုတ်ခင်ဗျာအဲအိုင်လုံးကကြတော့အလုပ်တစ်ဖက်လုပ်နေနေသွားရိုက်တာပါခင်ဗျာဟုတ်အလုပ်လုပ်တယ်လုပ်လုပ်ပြီးတော့သွားရိုက်တယ်ရိုက်တော့လုပ်ပြုတ်တယ်အဲဒီဆိုလည်းပောက်သွားပါတာဒရိုက်တာလေးပြေပေါ့နော်ဇလန်းတိုများဆိုပြီးအမှရိုက်ဖြစ်တယ်ခင်ဗျာအမှရိုက်ပြီးတော့အဲကျွန်တော်လုံလဲပြုတ်သွားတာပါနော်အယူတက်တာပေါ့အဲ့လိုအဲ့လိုယူတက်တာပါနော်အနည်းပညာလည်းယူတက်ပါတယ်။ဩဟုတ်ကဲ့ခင်ဗျာအခုအမေဆွဲထားပါတယ်လဲဆွဲလေးဟုတ်အဲကျွန်တော်ဒီဒီကျွန်တော်တို့ဒီဟုတ်ကဲ့ စုချင်းမဟုတ်ခင်ဗျာကျွန်တော်ဒီပေါ့ဒီရရရပေါ့နော်ကျွန်တော်ဒီစိန်လက်ကွက်ဒီပေါ့နော်အဲဝင်းရဆန်းဝင်းရဆန်းနေစိန်လက်ဆိုစိန်လက်ဆွဲပေါ့နော်စိန်လက်ဆွဲတိုင်း90တန်းဟိုကျွန်တော်အမေကိုကျွန်တော်ပေးထားပါတယ်အဲဒီကပေးလို့ရအရာတွေမျိုးပေးထားပါတယ်ကျွန်တော်ဒီအစီချပန်းအစက်တစ်ကကြတော့ကျွန်တော်ပဲတုံးလို့ရအောင်လေကျွန်တော်တုံးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအဲအိုက်တော့ကကြတော့လေဟိုဟာပေါ့သူအရန်ပြောင်နေရအမေဆိုတာထက်လေအမ အမကသူ့အမရဲ့အငယ်တော့အသက်အရွယ်မှာအဲ့လိုတခါမှမစင်စားဘူးတဲ့ဘုရားတရားကြောင်းပေါ့မိဘတိတတာအလောက်မရှိခဲ့ဘူးပေါ့နော်မတိတတ်ခဲ့ဘူးပေါ့နော်ရန်ဝန်းတာနေမှာအဲ့အချိန်မှာជីနိုးနေရဟိုလိုကြီးမရှိဘူးလေအမအဓိကအမရဲ့စိတ်ကထပ်တူကြဖို့လိုပါတယ်အမအဲ့လိုလုံးဝအရန်ပီတိဖြစ်နေအချိန်မှာတော့ပီတိဖြစ်နေတဲ့အတွက်ကျွန်တော်အနေနဲ့ကျွန်တော်စိတ်နဲ့အမစိတ်နဲ့တထထဲကြတဲ့အတွက်အဲ့အဲ့အတွက်ကတော့ဘာမှထပ်ထူးပြောကြရမရှိပါဘူးခင်ဗျာအဲ့မမေးရ အဲမပွေးရကြတော့အရင်ပျော်နေရခင်ဗျအဲတော်ပြီးတော့အမေကိုအရင်သိတဲ့တော်လေအမပြီးတော့မပွေးမေလည်းပျော်တယ်ကျွန်တော်ကဘာဖြစ်လို့ဆိုတော့အမအမေနောက်ဆုံးမှပြောခဲ့ရပေါ့နော်အမအမအမေကိုချစ်တယ်လို့ကျွန်တော်ကြောက်အမေချစ်တယ်ဆိုတော့အနေအိုင်လောင်ခေါင်းနေကြီးပျော်ပါနော်အဲအရင်ပျော်အကြည့်နူးပါရောလို့ပါလားဟုတ်ကျေးဇူးပါအခုလို့ကျွန်တော်အင်တာဗျူးပေးရဲ့ဒီမီဒီယာကွင်းနဲ့ကျေးဇူးများကြီးတင်ပါတယ်အင်တာဗျူးတစ်ခုအခုအင်တာဗျူးမှာအဲကျွန်တော်စကားအပြောဆိုအမအတုံးတုံးနေပါခဲ့ရင်တောင်းပန်ပါတယ်လို့ဟုတ်အားလုံးချစ်ပေးကြပါခင်ဗျာ